နမေကြီးချက်လို့ကနဝင်တူရဲ့တောင်းဖြစ်သူကိုတမင်တသက်အနိုင်ကျင့်ခဲ့မှုကြောင့်ဝန်ခံပြောကြားလာတဲ့ရေမိုနီ United ကန်ဒဝင်းတိုက်စစ်မှုရင်းရုံးတွေက United ကန်ဒဝင်းကစားသမားတူဖြစ်တဲ့ Steve Bruce ရဲ့တားဖြစ်သူ Ellis ကိုသူပေါင်းကောင် ဖြစ်တယ်ဆိုတာပြသဖို့အတွက်ရွယ်ချက်ရှိရှိအနိုင်ကျင့်ခဲ့မှုကြောင့်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။အသက်36နှစ်ရွယ်တဲ့ညီတိုက်စစ်မှုအောင်ကငယ်စဉ်ကာလတုန်းကကျန်းတဲ့ကစားဟန်နဲ့တည်ငြိမ်မှုမရှိတဲ့သဘောထားတွေကြောင့်လူသိများတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ The Times ရဲ့ interview တစ်ခုမှာ Ronnie ကဖခင်ဖြစ်သူ Steve Bruce ကိုမကျေနပ်ခဲ့တာကြောင့်သူ့တားဖြစ်တဲ့ Ellis ကိုရွယ်ချက်ရှိရှိပြစ်မှတ်တာအနိုင်ကျင့်ခဲ့ကြောင်း ဝန်ခံပြောဆိုလာခဲ့ပါတယ်။ရော်နီက ကျွန်တော်ကငငယ်တုန်းက Alice Bruce နဲ့ရင်ဆိုင်ကစားခဲ့ရတာကိုမှတ်မိသေးတယ်။သူ့ဖေကြောင့်ဒီဘဲကိုပြင်းထန်ထိုးသက်ခြင်းခဲ့တာပါ။ဒါဟာကျွန်တော်တို့နာမည်ရစေမဲ့နီလန်တစ်ခုလေးပြီးတော့ကျွန်တော်သူ့ကိုဖက်နှက်နဲ့တစ်ကြိမ်ထိုးခဲ့ဘူးတယ်။ခေါင်းနဲ့ပြေးတိုက်ခဲ့တယ်။ကျွန်တော်နဲ့ Alice ကတငယ်ချင်းကောင်းတွေပါပဲ။ဒါပေမဲ့သူ့ဖေ Steve Bruce ကြောင့်ကွင်းထဲမှာပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ကြပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ United လူငယ်ကစားသမားဟောင်းတစ်ခုဖြစ်တဲ့ Alice Bruce ဟာ Birmingham Insur Lee United နဲ့ Hull City အသင်းတွေမှာကစားသမားဘဝကိုဖြတ်သန်းခဲ့သူဖြစ် ပါရယ်ဒီနေ့စောပိုင်းမှာဖခင်ဖြစ်သူဝက်ဘရွန်နီးပြဖြစ်လာပြီးတဲ့နောက်နီးပြဖွဲ့ဝင်တွေမှပါလာခဲ့တာဖြစ်ပါရယ်တစ်ချိန်တည်းမှာပဲရနီကတော့သူ့ရဲ့ကစားသမားဘဝအများစုကိုမန်ချက်စတာယူနိုက်တက်မှာဖျက်တမ်းခဲ့ပြီးအသင်းရဲ့စံချိန်တင်ကိုသွင်းရှင်တယောက်ဖြစ်မှတ်ချောက်တင်နိုင်ခဲ့ပါရယ်ဒါပြင်ပရီးမီးယားလိဘလာ၅ချိန်ချန်ပီယံလိဘလာ၃ချိန်ပါဝင်ဆူပလာ၁၀လုံးကျော်စုခုနိုင်ခဲ့ပါရယ်အဲ့နောက်နီးပြဘဝကိုကူးပြောင်းခဲ့ပြီးလက်ရှိချိန်မှာတော့အသင်းလက်မဲ့ဖြစ်နေပါရယ် ရနီကကစားသမားဘွားအနာယူသွားခဲ့ပေမဲ့လည်း United ပြည်သက်တွေပေါ်မှာတော့လွှမ်းမိုးမှုရှိနေစေဖြစ်ပါရယ် United ပြည်သက်တွေကိုယ်တိုင်ကလည်းလက်ရှိတဲမှာရနီလိုမျိုးတရေနှီစိတ်တဲ့နဲ့ကစားသမားမျိုးမရှိဘူးလို့ယူဆနေကြတာဖြစ်ပါရယ်ရနီဟာနီးပြဘွားမှာ DC United Birmingham Derby Plymouth တွေကိုဂိုင်းတွေခဲ့ပေမဲ့အောင်မြင်မှုမရှိခဲ့ပါဘူးကစားသမားဘွားမှာတိုက်စစ်ပိုင်းကစားတဲ့ကစားသမားတော်တော်များများကနီးပြဖြစ်ပြောင်းလဲလုပ်ကိုင်းရင်ရုန်းကန်ရတဲ့စင်လာကိုရနီတယောက်မကြော်ဖြတ်နိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါရယ်ဒါပြင်ရနီဟာ United သင်းပေါ်ကိုလည်းတော်လေးတန်ရုံစင်ကြည့်သူဖြစ်ပါရယ်အသင်းနဲ့မသက်ဆိုင်တော့ပေမဲ့လည်းရန်ဖန်ရန်ခါအသင်းအတွက်အကြံဉာဏ်ကောင်းနေပေးတတ်သူဖြစ်ပါရယ် United တို့ FA ဘလာမှာဖွန်ကိုရှုံးပြီးထွက်သွားခဲ့ရုံကလည်းမကြည့်တင်ခဲ့အပြစ်တင်ပြောဆိုခဲ့မှုပါရယ်အဲဒုံကရနီကော ဖလားမှာတခြားအသင်းကြီးတွေမကြံတော့ဘူးလေဗျအဲ့ဒါယူနိုက်တက်အတွက်ခွင့်ရေးကြီးဗျဒီပွဲကိုတော့အနိုင်ရအောင် လုပ်နိုင်ခဲ့ရင်ဘလော့ကောင်းမလဲအခုတော့မလုပ်နိုင်ခဲ့ဘူးဒီပွဲဟောယူနိုက်တက်ရဲ့ရာသီဆိုးတစ်ခုကိုအချင်းချုပ်ဖော်ပြနေတယ်လို့ပဲအရန်စိတ်ပြက်စရာကောင်းနေပန်နဒီနှလုံးကလည်းစိုးဝါခဲ့တယ်လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်လရှိချိန်မှာရော်နီဟာမိသားစုကိုချိန်ပေးနေပြီးတချိန်ကြာရင်တော့ယူနိုက်တက်အသင်းကိုကင်တွယ်ခွင့်ရဖို့မျှော်လင့်နေပါတယ်။ ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းအောက်ဆောင်နဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်